ထိုင်းနိုင်ငံလျောက်ခရိုင်ဘန်ခိုက်မြို့မှာရှိတဲ့အပူပေးဆက်ထုတ်လုပ်တဲ့စက်ရုံမှာအလုပ်လုပ်နေတဲ့ MOU PJ ကိုင်းဆောင်ထားတဲ့မြန်မာအလုပ်သမား14ဦးရဲ့လုခလာစာနဲ့ကြန့်ခောက်ခတွေပြန်လည်ရရှိအောင်ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့အစည်းကနေသိရပါတယ်။အဆိုပါအလုပ်သမား14ဦးဟာမတ်လ29ရက်နေ့မှာ ဂျားဆက်ကုမ္ပဏီနဲ့အလုပ်ဝင်ရောက်လုပ်ကင်ခဲ့တာဖြစ်ပြီးတော့စက်တဘာ25ရက်နေ့မှာတော့တိုတင်အကြောင်းကြားတာမရှိဘဲအလုပ်ထုတ်ခံခဲ့ရတာဖြစ်တဲ့အတွက်ဂျားဆက်ကုမ္ပဏီကိုအခုအငြိမ့်တောင်းခံခဲ့ပေမဲ့လည်းတာဝန်ယူမှုမရှိတာကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ကနေစက်တဘာလ30ရက်နေ့မှာအလုပ်သမားတွေရဲ့ရတင်ရထိုက်တဲ့နင်နာကြီးနဲ့ထိတ်လန့်ခြင်းရရှိဖို့အတွက်မြို့နယ်စဝါဒီကန်ရုံးမှာတွားရောက်ကူညီတိုင်ကြားပေးခဲ့တယ်လို့သိရပါတယ်။ အလုသမားတွေအနေနဲ့လောက်ခလာစားနဲ့တန်းခေါက်ကြီးတွေပြင်လဲရရှိပေမဲ့လင်းဂျိုတင်အကြောင်းကြားမှုမရှိပဲအလုဖြုတ်ခံခဲ့ရတာအတွက်နင်နာကြီးနဲ့ထိတ်လန့်ကြီးတွေရရှိဖို့ကုညီဆောင်ရွက်လျက်ရှိနေကြောင်း WNG အလုသမားမဟာမိတ်အဖွဲ့အစည်းကနေသိရပါဗျ။ကျမကတော့စိတ်မှား